မပြောမပြီးမတီးမမီဆိုတဲ့လိုမျိုးပဲကျွန်တော်တို့ Blurry ရဲ့ promotion ကတော့လုံလာလိုက်တာ၃လတိုင်တိုင်ရှိသွားပြီမရောအားလို့ promotion ကာလကို extension လောက်ထားမျိုးလည်းမဟုတ်နေဘူးဗျသူကတကယ်ကိုပဲဘယ်လိုခေါ်မလဲအတန်ဆုံးစီးနဲ့ရောင်းလာတာရောင်းလာတာရောင်းလာတာဆိုတာဗျအခုကျွန်တော်တို့ November လတလလုံးကိုလည်းသူက promotion on ပေးထားပြန်တယ်အဲ့တော့ original ဈေးကဘယ်လောက်လဲအာကျွန်တော်တို့ promotion ရဈေးလောက်ဘယ်လောက်လဲဆိုတာမျိုးကျွန်တော်မပြောတော့ဘူး ်သူ promotion price ကိုပဲကျွန်တော် rotation ပြောပြပေးတော့မယ်သူကဒီမှာဆိုလို့ရှိရင် AC2B ကို639,000နဲ့ရောင်းနေဗျာနောက်တစ်ခုကတော့ AC ကျွန်တော်တို့ 80B ကို78,980နဲ့ရောင်းနေ AC 180B ကို26,000အတိနဲ့ရောင်းနေ AC Premium 200 V2 ဆိုတဲ့ model ကိုကြတော့သူက 42သိန်း9400နဲ့ရောင်းတယ်။ AC 200 PN 2400ဝက်232004ဝက်ဟာဝါပါတဲ့ကောင်ကို44သိန်း2300နဲ့ရောင်းတယ်။ကဲဒါကတော့ကျွန်တော် Blue D ရဲ့ install ရှိတဲ့ item တွေကိုကျွန်တော်တို့ promotion on ထားတဲ့ဈေးနှုန်းတွေပါ။ promotion ကာလကတော့ကျွန်တော်တို့ဒီ November တလာလုံးပဲဆိုပါတော့ဗျာ။ Blue D လို့ပြောလိုက်တာနဲ့ live bobo battery တော့တောင်းထားမယ်အမကန်9နဲ့ပါမယ်။ ပြီးတော့လို့ရှိရင်သူက power station တလုံးပီတတယ်လို့ပြောလို့ရတယ်နောက်တစ်ခုက blue tea ကကြာလို့ရှိရင်သူက solar input အနေနဲ့ဆိုလို့ရှိရင်လည်း solar input ကိုတခြားသော power station နေနဲ့ရှင်မယ်ဆို solar input အဝင်ကလည်းပုံများတယ်ဗျ300ဝက် power station ဆိုလို့ရှိရင်ပုံမှန်ဈေးကွက်ထက်မှာကျွန်တော်တို့ရှိတဲ့တခြားသောကျွန်တော်တို့ OEM power station တွေဒို့မဟုတ် brand name မရှိတဲ့ power station တွေနဲ့ရှင်မယ်ဆိုရင်ဈေးကတိတ်မကွာတော့ အဲ branded power station ရင်းတကယ့်1 2 3 1 2 5 1 2 10ထဲမှာရှိနေတဲ့ power station branching ပဲဆိုရင်တော့သူကဈေးနှုန်းအတက်တာဆုံးလို့ပြောလို့ရတယ်။ကဲဒါဆိုလို့ရှိရင်တော့ blue d ရဲ့ကျွန်တော်တို့အမိုက်စာအကြံစာ promotion ကိုကျွန်တော်တို့ဝယ်ယူနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ tech 7 electronic ဟာဝန်ဘက်ကိုကြွားလန့်ခဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်